2025ခုနှစ်အော်တိုဘာလ28ရက်ဒီနေ့အင်္ဂါနေ့အတွက်ခုနှစ်သားမီးအားလုံးတို့အတွက် numerology ကဏ္ဍပေတွင်ဟောကိညာဆိုရင်တော့ရှင်းပြန်ထမြောက်ခြင်းဆိုတဲ့သင်္ကေတဖြစ်တယ်။ကျမ်းမာရေးညနေသူကပြန်ကောင်းသွားမယ်။အယောင်းဝယ်တွေပြန်မြင့်လာမယ်။ဝင်ငွေတွေတက်လာမယ်။အလုပ်ကံတွေလမ်းပွင့်သွားမယ်။ဒါပေမဲ့အတိုက်ခံအပြိုင်ဆိုင်တွေများတဲ့နေ့ဖြစ်တယ်။လူရင်းတွေမိတ်ဆွေရင်းတွေနဲ့အခေါ်ပြောပြတ်တတ်တယ်။ပြဿနာတွေအရှုပ်ထွေးတွေဖြေရှင်းရတတ်တယ်။ ဘလို့ပဲဖြစ်ဖြစ်အနာဟောင်းယောဂဟောင်းဉာဏ်ဟောင်းဆွေးဟောင်းပြဿနာဟောင်းပေါ်တတ်တယ်။ဒါကြောင့်ဒီလိုနေ့မှာခொနည်းသားမိအားလုံးကောင်းတဲ့ဘက်ကအခွင့်အလမ်းကောင်းတွေရပါစေဆုတောင်းပြီးတော့ကောင်းဉာဏ်ပေါင်းကိုးစုပ်ကိုပြားရည်ဆန်းပြီးမြတ်စွာဘုရားရှင်ကိုလှူဒန်းလိုက်ကြပါခင်ဗျာ။ဒီနေ့မှာသင်တန်းကိစ္စပညာရေးကိစ္စရှောက်လွှာကိစ္စအင်တာဗျူးကိစ္စအစတဲ့ကိစ္စတွေမှာအောင်မြင်ဖို့လိုတဲ့ဆိုရင်တော့မင်းဆော်သောဆွမ်းငံဖုန်းကြီးကိုအသီးသုံးမျိုးလှူဒန်းလိုက်ပါဒီနေ့မိရှုတန်းစဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာကြီးတို့ကတော့မဟာဘုတ်ဗေရဏိယာ အင်္ဂါနေ့ဘုရားတိုက်ပွားဇာတာရှင်များဖြစ်ကြပါရခင်ဗျာတိုက်ပွားတွေကိုသဘောထားတိုင်းကြီးပွားချမ်းသာအောင်မြင်မဲ့ရင်သွေးရတနာများဖြစ်ကြပါလေဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအတွက်တနှစ်တလုံးကံကောင်းမှုတွေကုသိုလ်ရရာဖြစ်ကြတော့ဒီနေ့ချင်းဆရာလေးတွေကိုစံစီစားစေလူပွဲများကိုလှူဒန်းလိုက်မှာဖြစ်ပါတယ်ခင်ဗျာဒီနေ့အတွက်အကျိုးပေးဆုမှုကဏ္ဍကတော့တိက္ကဏံကိုးကဏ္ဍဖြစ်ပြီးတော့ငွေကံကောင်းမှုလို့တော့ကတော့ ရေသားတော်ဝါတွေဖြစ်တဲ့ငားတွေလက်တွေကိုဘယ်လဲနဲ့အစာကျွေးပြီးဆူတောင်းလိုက်ပါခင်ဗျာဒီနေ့ဈေးကော်လက်ခော်အချိန်ရတော့မိမိရဲ့ဆိုင်ရှင်းမျက်နှာသာတက်တဲ့မျက်နှာမူပြီးအေဟိလာဗန်အေဟိဒနန်အေဟိဒုခံလို့ရွတ်ဖတ်လိုက်ခြင်းအပြင်တနေ့တာလုံးရောင်းပန်းတာဝယ်ပန်းနှပ်ပါလိမ့်မယ်ခင်ဗျာအယောင်ထိုက်နေတဲ့ကုန်ပစ္စည်းတွေအယောင်တက်သွားဖို့လို့တော့ကလည်းခဲတံလေးတစ်ချောင်းနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ရုံနဲ့တိတိသာသာအယောင်တွက်အယောင်ထွက်သွားပါလိမ့်မယ်ခင်ဗျာအမှုခင်းကြုံနေတဲ့သူတွေရှိရင်ဆိုရင်တော့ အမှုကြုံနေတဲ့သူအတွက်အခက်အခဲတွေလွတ်မြောက်အောင်အမှုကြုံသူရဲ့အမိကိုတင်မောစီအမဲ့မှာရေးပြီးသီလရှင်ဆရာလေးတစ်ပါးကိုလှူဒါန်းလိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ကျမ်းမာဖို့အတွက်ဓာတ်စာဖြစ်နေဒီလိုနည်းမျိုးမှာကျဲဥကျော်ငားမုံကျော်စသင့်ပါတယ်ထို့သူအချီးရဲ့မေတ္တာရဲ့အိမ်တော်ရဲ့အစဉ်ပြေဖို့အတွက်ကတော့မနေ့သောသောနွားနုတစ်ခွက်ဒီနေ့လှူဒါန်းလိုက်ကြပါခင်ဗျာ